အပြာမဲတသက်ခိုင်တယောက်ဒီနေ့တော့တောကဗျာပါရတွေနဲ့အယူမီဝမ်မီမပ္ပရာမြေလူရတဲ့အဖြစ်ဖြစ်နေပြီဗျဟာကိုလူမဲကျော်ကအပြာမဲတွေပါတွေပြောတော့ကျွန်တော်တို့က16 plus တွေ join ရမှလားလို့မထင်နဲ့အပြာမဲဆိုတာကပြီးသုံးလုံးပါတီရဲ့ဒေါ်တသက်ခိုင်ပါတီရဲ့အယောင်ကအပြာယောင်ဒါကြောင့်မို့ကျွန်တော်ကဂုံပြူတဲ့အနေနဲ့ အပြာမဲတတ်တတ်ခိုင် KBZ ဘဏ်ကချက်ဘီလီယံတရာချီးယူထားတယ်ဒါကိုပြန်မဆက်နိုင်ရင်တော့ရွေးကောက်ပွဲဝင်လို့ရမှာမဟုတ်ဘူးစစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုအာကိုတကြီးနဲ့နေရအာနာခွာနာရှာနာတွေလိုချင်ရှာတဲ့တတ်တတ်ခိုင်ကိုကိုကြီး ပြီးသုံးလုံးပြီးပြီးပေါ့ဗျာဒီပါတီတွေ ਨੇ အခြားသောစစ်တပ်နိုးတက်ခံဆိုပြီးစစ်ဖက်နဲ့ကုန်းရမယ်ပါတီတွေရဲ့တောကဟာပူလောင်လာပါတယ်ဒီကနေ့နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရဆိုရင်အပြမဲ့တသက်ခံဟာရွေးကောက်ပွဲမှာကိုယ်စလဲလောင်းဖြစ်ဝင်ရောက်ရွေးချယ်ခွင့်ပယ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်ဒီသတင်းတွေကိုထွက်ပေါ်လာတော့ ကျွန်တော်လိုက်ကြည့်တယ်လိုက်ဖက်တယ်လေ့လာတယ်စုံစမ်းတယ်အဲ့ဒီမှာတော့တွေ့ရတဲ့နံပါတ်1အချက်က KBZ ဘဏ်ကနေပြီးတော့7ဘီလီယံတရာချေးယူတာတယ်ဘာကြောင့်ချေးယူတာလဲဆိုတော့68 president ဆိုတဲ့အင်ယာစီမံကိန်းတစ်ခုတိဆောက်တယ်တိဆောက်ဖို့နော်တိဆောက်တယ်ရှုံးတယ် ်စစ်စေး resident sorry president မဟုတ်စစ်စေး resident အင်ယာစီမံကိန်းဒီစီမံကိန်းအရှုံးပေါ်တာကြောင့်7ဘီလီယံကျော်တရာအကျိုးတင်နေတယ်လို့အပြာမေတသက်ခံရဲ့တင်းကိုကျွန်တော်ကြားရတယ်။ကဘာကြီးပြလမ်းဆရာဆလမ်းရန်ကုန်အဲ့လမ်းတောက်မှာရှိတဲ့စစ်တေးရက်စီနဲ့အင်ယာစီမံကိန်းတသက်ခံရဲ့အောင်ကျော်ဝင်းသူတို့လင်မယားနှစ်ယောက်ပေါ့နံပြားနှစ်ချက်ပေါ့ ဒီအင်အားစီမံကိန်းအတွက်နဲ့ကမောစားဘဏ်ကနေကျပ်ငွေဘီလီယံတရာကျော်ချီးယူရဲ့တိဆောက်တယ်သို့တော့ရှုံးပေါ်တယ်အချိန်မီမပြီးစီးဘူးအခန်းအနိုင်ခြင်းမရှိဘူးကမောစားဘဏ်ကချေးရတဲ့ပတ်စံတွေကိုလည်းပြန်မဆက်နိုင်ဘူးအဲ့တော့လွတ်တော်ကိုယ်စားလှယ်တယောက်အဖြစ်သတ်မှတ်ထားတဲ့အရေးချင်းတွေထဲမှာလူမွဲဖြစ်သက်ဆိုင်ရာတရားရုံးကကြေညာထားရင်လွတ်မြောက်ခွင့်မရသေးရင် အကျွေးပြန်မဆက်နိုင်လို့တရားတပောင်တွေဖြစ်နေရင်ဒီတမချက်နဲ့ညီစွန်းတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ပွဲကတော့မပြီးသေးဘူး။ဘီလူလော့တော်ဖီကောက်ပွဲဥပဒေပုံမှရှစ်ကားကြီးအခန်းငါလွတ်တော်ကိုယ်စလေအရေးချင်းသတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့ မသင့်လျော်သော ပြီးရန်တောင်းဝင်ကင်းရှင်းသူများအကျွေးရှိဒီပုံမှန်နေညိတယ်ဗျာအဲ့တော့ဆက်ဆန်လဲနေကဘာကြီးဖီယားလန်းဘော်ကမြေတေကဘော်မှာတိဆောက်တဲ့68 resident အစ်မြင့်ကွန်တူ United GP Development ကတာဝန်ယူတိဆောက်တယ်တသက်ခိုင်တဲ့အောင်ကျော်ဝင်းကဒီနံပြားတစ်ချက်ကဒီကုမ္ပဏီရဲ့ဒါရိုက်တာဖြစ်တယ် ဲ့တော့အပြာမဲ့ပြီးသုံးလုံးပါတီရဲ့တသက်ခိုင်ဟာရန်ကုန်တိုင်းမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်နှမဝင်ရောက်ရှင်ပြိုင်မယ်လို့တင်သွင်းထားတယ်။ဗဟန်းကမာယုအလုံးစမ်းချောင်းကြီးနိုင်လှိုင်မရန်ကုန်မြောက်ကလာပါမြို့နယ်သူပါဝင်တဲ့ရန်ကုန်တိုင်းမျိုးသားလွတ်တော်အမှတ်နှစ်မဲဆန္ဒနေပြီ။တသက်ခိုင်ပါတီကိုအပြာပါတီကိုကြည်ရင်တနိုင်ငံလုံးတိုင်းတန်နဲ့ဝင်ရောက်ရှင်ပြိုင် အဲ့တော့အတိတ်ကောက်ချောင်းလေးကိုဆွဲကြည့်လိုက်ရင်2015ခုနှစ်အန်ဒီပါတီရဲ့တကုံမြို့နယ်လွတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့တဲ့တတ်တတ်ခိုင်အပြာမေပါတီကိုခြေစုံခံပြီး2019မှာနှုတ်ထွက်ခဲ့တယ်2019ခုနှစ်မှာပဲပြည်သူ့ရှေ့ဆောင်ပါတီတည်ထောင်ခဲ့တယ်2020ရွေးကောက်ပွဲမှာတတ်တတ်ခိုင်လို့အပြာပါတီဝင်ပြိုင်တယ်စိတ်မကောင်းစရာက အမတ်တနေရမှမရပဲ ခွက်ခွက်လာအောင်ရှုံးနေ2021မှာအာနာတိမ့်မှုဖြစ်ပွားခဲ့အဲ့ဒီမှာစစ်ကောင်စီရဲ့လူမှုဝန်ထမ်းတွေကယ်ဆယ်ရေးပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့2023ဩဂုတ်လ3ရက်နေ့မှာတော့ဟိုတယ်နဲ့ခီးသွွာလာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးအဖြစ်ပြောင်းလဲခန့်အပ်တာဝန်ပေးခံခဲ့ရတယ်အပြာမေတက်တက်ခိုင်ဟာဒီလိုဖြတ်တန်းရင်းနဲ့ပဲ2025ခုနှစ် ဇန်နဝါရီလ31ရက်နေ့မှာဝန်ကြီးရာထူးများမှအနာပေးခံခဲ့ရပါတယ်။ဆိုတော့တသက်ကိုင်းနဲ့ပတ်သက်ပြီးဒီကနေ့နောက်ဆုံးရအခြေအနေကိုလေ့လာကြည့်တော့တသက်ခိုင်ရဲ့ပါတီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်တဲ့သူတယောက်ကတော့ တရင်ဌာနတွေကိုပြန်လဲဖြေချပေးတဲ့တရင်တစ်ခုနောက်ဆုံးထွက်လာပါတယ်90ကိုဇလေလောင်းစရင်ပါပါတယ်ကပြားလောင်ထုတ်ပြီးသွားပါပြီအဲနောက်ကြောင်းမရှင်းမရှင်းကိစ္စလူတွေကိုတော့ပြန်ဖြေရှင်းနေရတယ်သူစီဝိုင်းနဲ့ပတ်သက်ပြီးအကျွေးထူနေတဲ့ကိစ္စတွေတော့ရှင်းနေရတာဗျာလို့သူ့ကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌဦးစော့ဟန်အေးကမြစည်းမကိုပြောတဲ့တရင်တစ်ခုကျွန်တော်ဖတ်လိုက်ရတယ် ဆိုတော့တသက်ခံရဲ့အရေးဟာတော့ဟွန်းမဗရာမြေလူးမလားစစ်တပ်ကလုတ်တဲ့ရွေးကောက်ပွဲအောက်မှာလူရဝင်ဖို့ကြိုးစားတာအောင်မြင်မလားဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အဲ့တော့တသက်ခံရွေးချယ်တဲ့အရွေးချယ်ခံမဲ့ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်အမှတ်1မဲဆန္ဒနေ ရန်ကုန်တိုင်းဒေသကြီးအမှတ်နှစ်မဲဆန္ဒနဲ့အမှတ်နှစ်မှာဝင်ပြိုင်မဲ့လူတွေစင်းကြီးကိုကျွန်တော်လေ့လာကြည့်တော့ပြည်သူ့ပါတီကဦးကြည်တာဦးတိုင်းတော်စီလုံးညီညွတ်ရေးပါတီမှဦးခင်တိုးလေဘာပါတီမှဦးတင်မျိုးသူငြိမ်းချမ်းရေးအကျိုးဆောင်ပါတီမှဦးထွန်းထွန်းဦးညီညွတ်သောတိုင်းသားများဒီမိုကရက်တစ်ပါတီမှဦးဒေးဗစ်လမြင့်ရှမ်းနှင့်တိုင်းသားများဒီမိုကရက်တစ်ပါတီမှဒေါ်လှကျိုင်းကျန့်ဖို့ပါတီမှဦးအောင်ဝင်းတန်းတို့ကိုပဲတွေ့ရပြီး တသက်ခိုင်ပါတီကတော့အပြာမဲတသက်ခိုင်စရင်တင်သွင်းရတဲ့ကိုယ်စလေလောင်းနေမည်ဖြစ်ပင်မဲ့လေနာမည်စရင်ပါဝင်မလာသေးတော့ဘူးတော့ကျွန်တော်တို့တွေ့ရတယ် UEC ရွေးကောက်ပွဲကော်မရှင်ကိုအယူခံဝင်လာတယ်ဆိုတော့အတင်းတို့လေကြားရတယ်အဲ့တော့ UEC ရွေးကောက်ပွဲကော်မရှင်ဖက်စစ်တက်က ြင်ဆင်ဖွဲ့စည်းလိုက်တဲ့ရွေးကောက်ပွဲကော်မရှင်ကိုလေ့လာကြည့်လိုက်ပြင်ရင်လေရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆိုတဲ့ကောင်ဟာလက်ရှိဝန်ကြီးချုပ်ဖြစ်နေတဲ့ညိုစောနဲ့အပတ်စဉ်အတူတူပဲဖြစ်ပါတယ်နော်လက်ရှိရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာစစ်တပ်ရဲ့အလို့ကျလိုက်လုပ်ပေးမဲ့တမာတမတ်လုံးဝမရှိတော့ကော်မရှင်တရအဖြစ် ဘာကတက်တည်ပြနေလဲဆိုရင်ယူကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုတိုင်ကစစ်တပ်ကဘူချုပ်တယောက်ဖြစ်ပါတယ်ဘူချုပ်ဟောင်းတယောက်ဖြစ်ပါတယ်ဘူချုပ်တန်းဆိုးအခုတော့ယူကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုးဖြစ်လာခဲ့တာပေါ့စစ်တပ်ကတော့အပတ်စဉ်23စင်းခုနပြောတယ်လက်ရှိဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရတဲ့ညိုဆုံးတဲ့အပတ်စဉ်အတူတူပဲစစ်တပ်ရဲ့စိတ်တဲ့စစ်စင်ရင်းနဲ့ ပြည်သူဆက်ဆံရေးညွန်ကြားရေးမှုတွဲပတ်စီရေးကျုပ်စတဲ့တာဝန်တွေကိုထမ်းဆောင်နေတဲ့သူပူဂျိုဟုံတန်းဆိုခါကော်မရှင်ဥက္ကဋ္ဌဖြစ်လာတဲ့အခါကျတော့မင်းအောင်လိုက်ခန့်လို့ဗောမင်းအောင်လိုက်ခန့်နေသူကလည်းသူယုံကြည်လို့ဗောသူခိုင်းတော်ကိုလက်ညိုးတောင်ခေါင်းညိတ်မလွဲမသွေလုံးမဲ့သူမို့လို့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနေရာကိုပေးခဲ့တာဖြစ်ပြီး ီကော်မရှင်ဥက္ကရာဆိုတဲ့လူရဲ့တမိုင်းเจ้าဟာလဲစစ်တပ်ရဲ့အစီကံတတတယောက်တာဖြစ်ပါတယ်ဖက်စစ်အာဏာရှင်တစုရဲ့အစီကံတယောက်ပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သုံးသပ်တွေ့ရှိရတယ်ဆိုတော့အပြာမေတသက်ခိုင်ကတော့အမြဲတမ်းလူရဝင်ကျင်ခဲ့တဲ့နိုင်ငံကြီးမှာစတင်ပါဝင်လာတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီးစိတ်ငကက်ရောင်ကြောင့်ပါပြောင်ခဲ့ပေမဲ့သူ့ကိုယ်သူလူတလုံးတူတလုံးဖြစ်ပြီးလို့နှထင်သွေးရောက်ပြီးပါတီထောင်တဲ့အခါကျအမတ်တယောက်မှအရွေးမခံရပဲခွက်ခွက်လက်အောင်ရှုံခဲ့တဲ့ပါတီဖြစ်ပါတယ်လာမယ့်စစ်တပ်လုံးမဲ့ရွေးကောက်ပွဲမှာလည်းအပြိုင်ဆိုင်လူရဝင်ဖို့ကြိုးစားနေကြတာကိုကျွန်တော်တို့တွေ့ရပါတယ် လက်ရှိတရားမဝင်ရွေးကောက်ပွဲဖက်စစ်တပ်လုံးမဲ့ရွေးကောက်ပွဲဟာတနိုင်ငံလုံးမှာမြို့နယ်330ရှိတော်လဲတရားနှစ်မြို့နယ်ကို ပထမအဆင့်မှာပဲကျင်းပနိုင်မယ်လို့လည်းကြားရတယ်ဒီတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအာဆီယံကလည်းဒီကနေ့မလေးရှားနိုင်ငံမှာပြုပြုလုပ်တဲ့အာဆီယံညီမအရေးစွန်းနီးပွဲတွေအာဆီယံအစည်းအဝေးတွေအာဆီယံနဲ့အမေရိကန်ဆက်ဆက်အစည်းအဝေးတွေမှာတော့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖက်စစ်တဲ့လူသက်တပ်ဖြတ်အကြမ်းဖက်တရားခံဝရမ်းပြီးလုပ်တဲ့ရွေးကောက်ပွဲဟာတရားဝင်မှုရှိမှမဟုတ်တယ်လို့တိုင်းပြည်ငြိမ်းချမ်းရေးအတွက်ပြည်တွင်းစစ်ရက်တက်နိုင်ရေးအတွက်ဒီရွေးကောက်ပွဲဟာမြည်သည့်အထောက်ကူမှပြုမှာမဟုတ်ဘဲကဘာကိုလဲစားလိန်ညာမဲ့ရွေးကောက်ပွဲတရက်ဖြစ်တယ်လို့တဘောတာပြီးခဲ့ကြပါတယ်ကျွန်တော်ပြောသလိုအတိအကျပြောတာတော့မဟုတ်အဲ့တော့အပြာမဲ့တသက်ခံရဲ့ အေးအပြာမဲတသက်ခံရဲ့ဗရာမြေလူခန်းအကျွေးတွေပြန်မဆက်နိုင်ပဲကမောသားကတရားဆွဲလူမွဲဖြစ်ကြီးညာနံပြားနှစ်ချက်ပေါင်းဖက်ခန်းနဲ့မဗရာမြေလူအယူမီဝိုင်းဖြစ်ပြီးရွေးကောက်ပွဲမဝင်ရတော့တဲ့မျောလင့်ချက်ကြီးလဲပြူသွားခဲ့ရင်အပြာမဲတသက်ခံတယောက်တောက်ခံနိုင်ပါမလားခံနိုင်ရေရှိပါမလားဗျာ တော်ကြာကိုကိုကိုကြိုးစွဲချအဆုံးစီရင်သွားရင်တော့တိုင်းပြည်တဝမ်းရွေးကောက်ပွဲဝင်ခွင့်ပယ်ဖြတ်ခံရတဲ့အကျွေးထူတဲ့တသက်ခိုင်ရဲ့ဇလန်းပြောမဆုံးပေါင်းတော်တုံးတောင်ဖြစ်နေအောင်မယ်ပြုအားလုံးကိုယေရှုတင်ပါတယ်